တရုတ်ရဲ့စံပြားရှုပ်ထွေးတဲ့ထောက်လန်းရေးဆွမ်းဆောင်ရည်တွေကိုသတိထားတဲ့အနေနဲ့အိန္ဒိယက CCTV ကင်မရာထုတ်လုပ်တဲ့ကုမ္ပဏီတွေကိုမကြသိမိကလုံခြုံရေးစည်းကမ်းအသစ်တွေချမှတ်ခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အိန္ဒိယစည်းကမ်းထင်းသိမ်းရေးအဖွဲ့ကအစိုးရတက်ခွဲကန်တွေတရားဝင်မှတ်တမ်းတွေနဲ့ကုမ္ပဏီအီးမေးလ်တွေကိုလေ့လာကြည့်ရှုခွင့်ရဖို့အတွက် hardware, software နဲ့ကုတ်တွေတင်သွင်းမှု CCTV ကင်မရာထုတ်လုပ်တဲ့ကုမ္ပဏီတွေကိုမကြသိမိကလုံခြုံရေးစည်းကမ်းအသစ်တွေချမှတ်ခဲ့ပါတယ်။အဲ့ဒီလိုလုံခြုံရေးမူဝါဒချမှတ်ခဲ့မှုကြောင့် CCTV ကင်မရာထုတ်လုပ်တဲ့လုပ်ငန်းမှာထောက်ပံ့မှုပြတ်တောက်နိုင်တဲ့ တတိပေးချက်တွေထွက်ပေါ်လာခဲ့ပါတယ်။အဲဒါကြောင့်စီကံထုတ်ပြန်မှုတွေပြည်တွင်းဈေးကွက်ကိုပြည်ပရှင်ပြန်မှုမှကာကွယ်တဲ့မူဝါဒချမှတ်မှုတွေပြုလုပ်နေတယ်။အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့အဆိုအရဖွဲ့နဲ့ပြည်ပကုမ္ပဏီတွေအကြားအငင်းပမှုတွေပုံမမြင့်တက်စေခဲ့ပါတယ်။တေးဝရဲ့ထောင်လိုင်းရေးဆွမ်းဆောင်ရည်တွေကိုတည်ထားတဲ့အနေနဲ့အိန္ဒိယကအဲ့ဒီလိုလုံခြုံရေးစီကံတွေတိုးမြှင့်လိုက်တာဖြစ်တယ်လို့မူဝါဒချမှတ်မှုမှပါဝင်တဲ့အိန္ဒိယရာရှိသူကပြောကြားခဲ့ပါတယ်။2021ခုနှစ်ကမိုဒီရဲ့နှီးပညာဝန်ကြီးတူကအိန္ဒိယအစိုးရဌာနတွေမှာတက်ဆင်ထားတဲ့ကင်မရာတန်ခန့်ဟာ တရုတ်ကုမ္ပဏီတွေကထုတ်လွှင့်တဲ့ကင်မရာတွေဖြစ်ကြောင်းဗီဒီယို data တွေကိုပြပစာပါတွေကိုလွှဲပြောင်းပို့ဆောင်ခဲ့ပြီးလုံခြုံရေးအားနည်းချက်တွေရှိခဲ့ကြောင်းလွှတ်တော်မှပြောကြားခဲ့ပါတယ်။ AP လမှချမှတ်ခဲ့တဲ့စီကံချက်အစ်တတွေအရာတရုတ်ရဲ့ Hishvinshe Xiaomi နဲ့ဒါဟွာကုမ္ပဏီတွေတောင်ကိုရီးယားရဲ့ဟန်နွာကုမ္ပဏီအမေရိကန်ရဲ့ Motorola Solutions ကုမ္ပဏီတွေလို CCTV ထုတ်လွှင့်တဲ့ကုမ္ပဏီတွေဟာ အိန္ဒိယနိုင်ငံကို CCTV ကင်မရာတွေမရောချမီအိန္ဒိယအစိုးရထံကင်မရာတွေစမ်းသပ်မှုအချက်အလက်တွေကို တင်သွင်းရမှာဖြစ်ပါတယ်။အဲ့ဒီမူဝါဒကို AP9 ရဲ့ကလေးကအင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ CCTV ကင်မရာတွေပြုလုပ်မှုဒါမှမဟုတ်တင်သွင်းဝယ်ယူမှုအလုံးအပေါ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ တချို့လောက်ခံရမယ့်အန္တရာယ်ကတော့အများအားရှိနေပါလေ။ရန်သူတွေဟာအင်တာနက်နဲ့ချိတ်ဆက်ထားတဲ့ CCTV ကင်မရာတွေကိုထိန်းချုပ်နိုင်ပါလေ။လုံခြုံရေးကိုတင်းကျပ်ဖို့လိုပါလေလို့2015ခုနှစ်မှ2019ခုနှစ်အထိအိန္ဒိယရဲ့စိုက်ဘာလုံခြုံရေးအကြီးအကဲဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ Gulshan Rain ကပြောကြခဲ့ပါလေ။အိန္ဒိယအရာရှိတွေက AP3 ရက်က Hanwha, Motorola, Bosch, Honeywell နဲ့ Xiaomi ကုမ္ပဏီတို့အပါအဝင်ပြည်တွင်းပြည်ပလုံခြုံရေးကင်မရာထုတ်လုပ်တဲ့ကုမ္ပဏီတွေရဲ့အလုံးမှုဆောင်နေတဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံမှုမှာကုမ္ပဏီအများစုကသူတို့ဟာစီကံအစ်တစ်တွေကို လိုက်နာဖို့အသင့်မဖြစ်သေးကြောင်းပြောကြားခဲ့ပြီးအချိန်ဆွဲပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ဒါပေမဲ့အိန္ဒိယအရာရှိတွေကအဲ့ဒီတောင်းဆိုချက်ကိုညှင်းဆိုခဲ့ပြီးအစိုးရရဲ့မူဝါဒဟာစစ်မှန်တဲ့လုံခြုံရေးပြဿနာကိုဖြေရှင်းမှုဖြစ်ကြောင်းနဲ့စီကံအစ်တစ်တွေကို လိုက်နာရမှာဖြစ်ကြောင်းပြောကြားခဲ့တယ်လို့အစည်းအဝေးမှတ်တမ်းမှာဖော်ပြခဲ့ပါတယ်။